ကဲဒီနေ့ကတော့ကျွန်တော်တို့ Vivo က unboxing လုပ်ဖို့ဖုန်းပေါ်တဲ့အသစ်တွေပို့ဝေးလိုက်တယ်လို့ပြောတယ်။ကဲဘာဖုန်းတွေလဲဆိုတာကြည့်လိုက်မယ်ပေါ့နော်။ဆိုတော့အော် Y series ပြ Y29 ပေါ့နော် Y series အသစ်နှလုံးပါတယ်။အယောင်တွေတော့တူမယ်မထင်ဘူးဗျ။ဒါ Y series အသစ်နှလုံးဒီဘက်ကဘူးတဲကတော့ဘာဖြစ်မလဲမသိဘူး။อืมကောင်းကပါလေ။ဟိုးသူတို့ပြောတဲ့ဒီ Y series အသွက် limited edition ထုတ်ထားတဲ့ t-shirt လို့ပြောရဲဗျ okay အဲ့ဒီဗျတော်လေးလာနော်ကျွန်တော်တော်မတော်မသိဗျဆန်ဝစ်ကြည့်လိုက်ပါမယ်ဒါ vivo ကတော့ဒီဒီဇိုင်းလေး vivo ဒီဇိုင်းလေးပါတာဟာတော့ရှေ့ရပါတော့နော် ော့ဒီကောင်တွေကို unboxing လုပ်ကြည့်မယ်ဗျာဒီအယောင်လေးကကြတော့ဩနောက်မှာတော့ brown လို့ရေးထားပါတော့เนาะဒါပေမဲ့ဒီကောင်ရဲ့နာမည်ကအတိအကျပြောရရင်အိုး espresso brown လို့ခေါ်ရမကျန်းလုံးဝဘလင်းဘလင်းထားသူက glitter ဟာ anti fingerprint process လို့ပြောထားတယ်ပေါ့เนาะကြီးလိုက်တာနဲ့ဒီကောင်ရဲ့ texture က ဟို high quality မှာတည်တာ။ Okay အဲ့တော့ဒါလေးကိုခဏထားလိုက်မယ်။ဒီဘက်ကတလုံးဖောက်ကြည့်မယ်ပေါ့နော်။ဒီကောင်ကတော့ white လို့ရေးထားရဲ့ဗျ။ white လို့ရေးထားရဲ့။ Okay ဒီကောင်ရဲ့နာမည်ကခြားတော့ white ဆိုပေမဲ့အတိအကျပြောရရင်သူက cloud white လို့ခေါ်တယ်။ Oh ကျန်။ဤဖတ်နေရတယ်သူက ိုနှစ်ကောင်ကတက်ချမတူဘူးဗျဒီဘက်ကကောင်ကချတော့နည်းနည်းလေးအချောသားဘက်သွားပြီမြဲဒီကောင်လည်းလက်ရမထင်ဘူးဟိုပြောင်းဆိုပေးပဲမော်နော်လက်ရမထင်ဘူးကျွန်တော် brightness level ဆိုရင်လုံးဝလင်းတယ်ပေါ့နော်တထောင်ဝန်းကျင်လောက်မှာတော့ရှိတယ် maybe ဘောတော့1000လောက်ကြော်ချင်းကြော်နိုင်တယ်။အိုးဒီ Y series မှာအဓိကဟိုတိတာတဲ့ချက်ကိုပြောပါဆိုရင်တော့ V3 နဲ့ကွာသွားတာကဒီအောက်ကချင်းလေးတွေထူသွားတယ်ဗောနော်။ဘောင်လေးတွေနည်းနည်းပိုထူသွားတယ်။ဒါပဲပြီးရင်ဒီ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 တက်ချာပြကျွန်တော်ဒီတက်ချာကိုကြိုက်တာ။တော့ဟာဟိုကြောက်စိမ်းသားလို့ဗောနော်။အပြောင်ပြောင်ချောချောသားလေး။ဒါအဖြူဖြစ်တဲ့အတွက်လက်ရလည်းအရင်မထင်ဘူး။ဒီကောင်ကတော့ဟိုနည်းနည်းလူကြိုက်ပုံများမယ်ဗျာ။ Espresso Brown ဆိုတော့ပိုရှားတဲ့အယောင်လေးဖြစ်တယ်။ပြီးတော့လက်ရတွေဘာကြီးလည်းမထင်ဘူးဆိုတော့ဒီကောင်ကတော့အယောင်ကလူကြိုက်ပုံများလောက်တယ်။ ကဲဆိုတော့ဒီ Vivo Y29 လေးတွေက8256နဲ့8128ဆိုပြီးတော့ version တစ်မျိုးနဲ့လာမယ်ပေါ့နော်အဲ256 version ကခြားတော့839,900ဆိုတော့ဒါ9သိန်းပေါ့နော်ဒီဘက်က128ကခြားတော့839,900ဆိုတော့အဲ8သိန်းပေါ့ဗျာဆိုတော့ဈေးလေးတွေကတော့သူ့ဈေးမှာမဆိုးဘူးလို့ပြောလို့ရတယ်ပြီးွားရင်ကျွန်တော်အခုဒီ ျွန်တော်ဝတ်ထားတဲ့ T-shirt ပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ channel မှာဒါနဲ့ထည့်မဲဖောက်ပေးဖို့ရှိတယ်ဆိုတော့ဒီကန်ဆာမဲမှာပါဝင်ခြင်းနဲ့ဆိုရင်အခုကြည့်နေတဲ့ပြည်သက်ကြီးကဒါကိုလက်ရှိကာယနေတဲ့ဖုန်းနဲ့ပေါ့နော်ဒါမိုဘိုင်းလိကျင်တနာကြီးဆော့ရင်အားဘလောက်ကုန်လဲဆိုတာကိုကွန်မန့်ရေးပေးခဲ့ပါအကယ်၍ကိုကမိုဘိုင်းလိကျင်မဆော်ဘူးဆိုရင်လည်းရုပ်ရှင်တနာကြီးကြည့်ရင်ကိုဖုန်းကအားဘလောက်ကုန်သွားလေဘယ်ဖြစ်ဘယ်လောက်ကြံလဲဆိုတာကိုကွန်မန့်ရှိပေးခဲ့လို့ရပါတယ်ဆိုတော့မဲပေါက်တဲ့သူတွေကိုကျွန်တော်တို့က random ရွေးချယ်ပေးမှာဆိုတော့ကျွန်တော်တို့ mind တဲ့ page ကိုလည်း follow လုပ်ထားပေးဖို့လိုပါမယ်ဒါမှကျွန်တော်မဲချိန်ညပေးတဲ့ခါကျရင်ကိုပေါက်လားမပေါက်လားဆိုတာသိရမှာဖြစ်ပါတယ်